မြန်မာငွေ8,990ရဲနဲ့ဒီလိုမျိုး premium quality salmon buffet ကိုပါတဝိုင်းစားလို့ရပြီးတော့ pelensa တွေအစုံပစွန်ရေပွဲကင်းမွန်ကနန်းတွေကိုပြုတ်မလားကင်မလားပေါင်းမလားစိတ်တလို့စားလို့ရတယ် buffet မျိုးပေါင်း300ကျော်တနေရာထဲမှာစိတ်ကြိုက်ယူလို့ရတယ် luxury hotpot ဆိုင်မှာသွားစားမှာမလို့ video လေးကိုအဆုံးထိဆက်ကြည့်ကြပါဦးနော် ဒီနေ့ကတော့စိုင်းနှင်းညီမမြောက်ကရာသီဥတုအေးအေးလေးမှာဟော့ပော့ပူပူလေးစားချင်နေရတဲ့တန်းချီရောက်နေတဲ့လူမျိုးပင်လယ်စာရီအစုံပါတဲ့အပြင်ကိုမှပရီမီယံအမဲသားလွာတွေကိုပါတနင်္လာနေ့မှာရတဲ့မင်းသမားလမ်းဘော့က Seafood City ဟော့ပော့ဆိုင်လေးမှာသွားစားဖြစ်ခဲ့ပါတယ်။ ဒီမားလေးအမျိုးပေါင်း300ကျော်တနင်္လာနေ့မှာခင်မိထားရဆိုတော့အတိုက်မတူတဲ့သူတွေနဲ့လာမယ်ဆိုလို့ရှိရင်လည်းခေါင်းစားနေကြမလို့ပေါ့နော်။ပေါ့ပေါ့ပြင်ုံမှာဒီလိုမျိုးအကင်လေးတွေလည်းကိုရံရွေးပြီးတော့စားလို့ရတယ်။အကင်လေးကလေကိုရံရွေးပြီးတော့မှဒီလိုမျိုးဘာဘီကျူးကောင်တာမှာတခါတည်းกินမရဆိုတော့လက်လက်ဆက်ဆက်လေးနဲ့ပူပူလေးစားရတာပေါ့နော်။ဒီမှာလေပင်လယ်စာရီအစုံအသား quality ကောင်းကောင်းနဲ့စားလို့ရတယ်ဟော့ပေါ့တွေအပြင်ဟိုမှာ premium salmon အသားစာတွေကိုပါ buffet ထဲမှာတဝိုင်းစားလို့ရအောင်ပါ တန်ဆာမမစားစင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့6990ရဲနဲ့ Hotpot Lover Package ဆိုပြီးတော့ရှိရပါတော့။ဆာမွန်ဘူဖေးပေါ်မှာစားချင်တာပါဆိုလို့ရှိရင်တော့9990ပေးပြီးတော့ကိုယ့်ရဲ့စပွဲရှိမာတွေကိုလာပြီးတော့ခင်းပေးတယ်။ဒီလိုမျိုးလက်လက်ဆက်ဆက် Premium Norway Salmon လေးတွေပါပါတယ်ပေါ့နော်။ ဆယ်မွန်တွေကလည်းအရင်လိုဘူဖေးကောင်တာမှာ frozen ထားတာမဟုတ်ပဲနဲ့ဒီလိုမျိုးမှာတော့မှကိုယ့်ရဲ့စပွဲရှိမှလာပြီးတော့ချပေးရဆိုတော့ပို့ပြီးတော့ fresh ဖြစ်ပြီးတော့ဆောက်လုပ်ကောင်းတယ်ပေါ့နော်ဆရာတော့လေဆယ်မွန်တအားစားခြင်းနေရာနဲ့ဒီဆယ်မွန်တော့ဝယ်နဲ့၃လောက်တစ်ခါလေးလီးကလိုက်တာလုံးဝလေး fresh ဖြစ်ပြီးတော့တော်တော်အီအီလေးနဲ့တအားဆောက်လုပ်ကောင်းတယ်ဟုတ်ပါစားဖို့အတွက်ကတော့ဒီမာလာဟင်းရည်ထဲမှာပဲအသားတွေပင်လယ်စာတွေကိုတစ်ခါတည်းထည့်ပြုတ်ထားလိုက်တယ်ပေါ့နော် ဆရာတော်လေးဟောပေါ်စားတဲ့အချိန်မှာအသားကြီးမချက်ခင်ဆက်စောအကောင့်တာမှာကင်ခိုင်းထားတဲ့ဒီဘာဘီကျူးအသားကြီးမျိုးကိုအရင်ဆုံးအစာပြေလေးစားဖြစ်တယ်။ဒီလိုတရုတ်ခေါ်ဆိုကြတဲ့သမင်းကြော်ရယ်ဆိုလို့ရှိရင်လည်းပူပူနွဲ့နွဲ့လေးနဲ့တခါရင်လာချပြီးဒီလိုမျိုးဘဲကင်ပစွန်ကြော်ကြော်နဲ့တရုတ်စတိုင်စီချန်ဟင်းပွဲလေးကြီးလည်းအမျိုး20ကျော်လောက်ရှိရယ်။ဒါလေးတွေကိုအစာပြေစားပွားလို့ရှိရင်တော့ hot pot လေးချက်ပြီးဆိုတော့ဆရာတော် hot pot စားစားမယ်ပေါ့နော်ဆရာတော် hot pot စားလို့ရှိရင်တော့အမြဲမလာဟိလေးနဲ့ပဲစားဖြစ်တယ် ဟောပေါ်ထဲမှာထည့်စားဖို့အတွက်ဆိုရင်တော့ဆန်ရရိုးရိုးအသားလွှာတွေထက်လေဒီလိုမျိုးပရီမီယံအမဲသားလွှာတွေပျော်စီချွန်အသားနက်လေးတွေနဲ့ပင်လယ်စာတွေပဲယူဖြစ်တာများရယ်ပေါ့နော်အဲ့ဒီမှာမှပစွန်က favorite မလို့အကောင့်20လောက်ကတော့အမြဲတမ်းပါတယ်ဒီပင်လယ်ဆိုင်ဟင်းရကြတော့လေအရေးကြီးကြီးလေးနဲ့ချိုချိုလေးပေါ့နော်။တွားကြဒီလိုမျိုးခနန်းညီအသားလုံးတွေထည့်ပြီးပြုတ်စားလို့ရှင်တော့ပိုပြီးစားလို့ကောင်းတယ်။ပြီးတော့အတောက်တလိုင်းညီအတွက်ကဒီလိုမျိုးဆိုဂျူဘီယာနဲ့ကော့တေးတွေကိုပါ free flow တဝိုင်းထိုင်တော့လို့လည်းရတယ်နော်။ ီးဖူးစီတီမှာလေးဆိုင်ဆဆောအစားပြတ်လိုမျိုးဆမ်မွန်တွေကိုအရင်စားပြောလို့ရှိရင်ပူပူနွနွလေးกินရတဲ့ဘာဘီကျူးအကင်ကြောင်းနေနဲ့စိုက်ဒစ်လေးတွေစားပြီးရင်တော့ပရီမီယံအသားလွှာတွေနဲ့ပင်လယ်ဇာတွေကိုပါထည့်ပြုတ်ထားတဲ့ဟော့ပေါ့ကိုတော်ဝါးထိုင်ဆိုင်ပြောလို့ရှိရင်တော့ဒီ9999ရာတော့တော်တော်လေးတန်ပြီပဇွန်နေရစားဒီလိုမျိုးလက်လက်ဆက်ဆက်အကောင်ကြီးကြီးနဲ့လေအရသာလည်းလုံးဝချိုနေရောဒီမှာဘူဖေးစားချင်ရတဲ့နှစ်နိုင်ခွဲတောင်ပေးထားရဆိုတော့အေးစစ်စစ်နဲ့တော်ဝါးထိုင်ဆိုင်လို့လည်းရတယ် မတန်သေးဘူးထင်လို့ရှိရင်ဒီလိုမျိုးဆာမွန်တွေကိုနောက်တောင်းထက်ဆွဲခဲ့လို့လည်းရသေးရဲ့နော်။ပြီးရင်တော့အစာပိတ်လေးနဲ့ဒီလိုမျိုးရေခဲမုတ်တွေနဲ့ကိတ်မုတ်လေးတွေပါစားခဲ့လို့လည်းရတယ်။ဒီကဲမုတ်တရားကြတော့ရွေးစရာရှစ်မျိုးလောက်ရှိရဲ့ကိတ်လေးဆိုလို့ရှိရင်လည်းသူတို့ကောင်တာမှာချပေးတာအဆုံပဲ။ကိတ်ဆိုင်တို့လိုအချမ်းမတူတဲ့သူတွေရှိလို့ရှိရင်လည်းဒီလိုတနေရာထဲမှာအဆုံရတဲ့ Safe City ဆိုင်လေးကိုသာခေါ်သွားလိုက်တော့နော်။ဒါဆိုရင်တော့ Sign and Flow ဒီမှာပြန်တွေ့ပါမယ်။အားလုံးပဲတတ်တာ။